ချစ်ကရှားခဲ့ပြီပြီဒါအရန်ပင်ပန်းသွားလို့လीရက်ထားတာတကယ်ဆုံးရှုံးခဲ့ပြီလားအမေတွေရင်တဲ့ချစ်ကိုကြောက်သွားတာလို့ဆိုရင်ချစ်ကိုလားကြောက်သွားတယ်လို့လည်းပြောလို့ရတယ်အဲအတွေ့အကြုံကတော့ဒီလိုပဲချစ်ကြတာပဲဟိုပြတ်သွားကြတဲ့တွေ့လည်းအများကြီးပဲကျွန်တော်တို့လည်းတကယ်ချစ်ခဲ့ကြတယ်နောက်ပိုင်းမှာဟိုဟိုကျွန်တော်တို့ဘယ်လိုပြောမလဲအဲ struggle life တဲကိုရောက်သွားတဲ့အချိန်မှာ အဲကျွန်တော်လည်းမမျှော်လင့်မယ်နဲ့ဘန်ကောက်ရောက်သွားတဲ့အချိန်မှာဟိုဟို long distance ဖြစ်သွားတဲ့အခါလည်းပါပါတော့ဆိုတော့အခြားမှာလည်းကျွန်တော်အများကြီးတွေအဲ့လိုမျိုး လောင်နေခဲ့ကြတာဆိုတော့ဟိုဘယ်သူဘယ်သူမှတော့မှားလို့လည်းမဟုတ်ဘူးအခုတော့ easy ဆိုပါပဲဟိုအမုံတရားမရှိဘူးเนาะဘယ်လိုအခုလည်းဆက်သွယ်ရှိတယ်ဟိုတာတိုင်ပင်ပင်သူအလုပ်ကိစ္စတွေရောသူအကိုတရားလို့ကျွန်တော်တိုင်ပင်ပါတယ်မုံဆွဲတွေနဲ့အဲ့လိုမျိုးဟိုနာကြီးချက်တွေနဲ့ကျွန်တော်တော့ရှစ်ဆက်မသွားခြင်းဘူးဟိုဘယ်လိုပဲဖြစ်ဖြစ်ကပေါ့เนาะ ဆိုတော့အဓိကအကြောင်းဟိုမြစ်တာတရားနဲ့ပဲ80ဖြစ်သွားရတယ်ဟုတ်အဲ့ကိုရောမူပဲအာပြောပြအဒီလိုပါပဲအာငိုခဲ့ရပါတယ်ဟိုခံတာပေါ့နော်ဟိုဟိုသူလည်း ကိုကြောင့်ငိုခဲ့ရတယ်လေအဲဒါတော့လေကံတရားပေါ့နော်အဲကို့မှာဖူးစာပဲမရှိဘူးဆိုလို့ရှင်တော့လေ အဲလူမျိုးကြီးဖြစ်ဖြစ်သွားမှာပေါ့အဲအာအာဒါတော့ပြောလိုက်ပြီးမှစကားကြုံရလည်းမကောင်းဘူးလေနော်ဆိုအရှိဖြစ်လာမယ့်ဟာတော့ကျွန်တော်တိကျတော့ကျွန်တော်မသိဘူးလောလောဆယ်မှာတော့အဲကျွန်တော်လည်းလူမျိုးကြီးပါပဲတိကျရှားခဲ့ပြီးပြီအရန်ပင်ပန်းသွားလို့လीရက်ထားတာဟမ်အာတိတဲ့လူတွေတော်များတိပါတယ်ဒီလိုပါပဲဗျာအဲနည်းနည်းပင်ပန်းသွားတော့လीအဲ AC နေနေရပါဟုတ် ချစ်ကိုလာအဲကြောက်သွားတယ်လို့လည်းပြောလို့ရတယ်အဲရှိပါတယ်အဲတောက်ပါဖို့ဆိုတော့အရင်ထဲကလည်းဒီလိုပါပဲတောက်ထဲကျွန်တော်လည်းဟိုအမြဲတမ်းနေခဲ့တဲ့ခါကြတော့လေဟို RS နဲ့လည်းဖြတ်တန်းမှုရယ်တောက်ထဲလည်းအမြဲတမ်းနေလာခဲ့တဲ့ခါကြတော့ဟိုတောက်ထဲတောက်ပါမလားဆိုတော့လည်းဒါတော့အေးပေါ့အခုပြောသူတွေလည်းအဖြစ်လည်းဖြစ်လာမှာပေါ့အာဟုတ်ပါတယ်ဟိုကျွန်တော်တို့ကကံမလေးနဲ့ဟိုပြတ်သွားတာလည်းအားလုံးသိတယ်ပေါ့နော် official တွေ့ခဲ့ကြတာလည်းသိတယ်ဟိုတကယ်လည်းချစ်ခဲ့ကြတယ်ပေါ့နော်ဒီဘိုင်းဒီဘိုင်းမှာကျွန်တော်တို့ဟို အခြေအနေတစ်ခုကြာလာတဲ့အခါမှာကျွန်တော်တို့ကအာဘယ်လိုဖြစ်ကြလဲဆိုတော့ဟိုအချစ်တစ်ခုမှာ ကျွန်တော်တို့ဟိုဟိုချစ်နေုံနဲ့မပြီးဘူးလေနော်ကျွန်တော်တို့ဟို average တစ်ခုမှာနားလည်မှုတွေယုံကြည်မှုတွေဟိုတန်ဖိုးထားမှုတွေကြောက်ကြောက် respect တွေကရရှိအဲ့လိုမျိုးပေးနိုင်မှမြဲမှလေအတွဲတွေကတော့ဒီလိုပဲချစ်ကြတာပဲဟိုပြတ်သွားကြတဲ့တွဲတွေလည်းအများကြီးပဲကျွန်တော်တို့လည်းတကယ်ချစ်ခဲ့ကြတယ်နောက်ပိုင်းမှာဟိုဟိုကျွန်တော်တို့ဘယ်လိုပြောမလဲ struggle life တွေကိုရောက်သွားတဲ့အချိန်မှာ အဲကျွန်တော်လည်းမမျှော်လင့်မယ်နဲ့ဘန်ကောက်ရောက်သွားတဲ့အချိန်မှာဟိုဟို long distance ဖြစ်သွားတဲ့အခါလည်းပါတာပေါ့နော်ဆိုတော့ဟိုချားမ်းမှာလည်းကျွန်တော်အများကြီးတွေအဲ့လိုမျိုးလောင်နေခဲ့ကြတာဆိုတော့ဟိုဘယ်သူဘယ်သူမှတော့မှားလို့လည်းမဟုတ်ဟိုဟိုညီမပြောသလိုဟိုအကိုကအခုမှပဲဟိုမီဒီယာရှိအဲပြန်ရောက်လာဆိုတော့လေနိုင်ငံခြားရောက်နေခဲ့တာဆိုတော့ကိုမထွက်ဖြစ်ခဲ့ဘူးပေါ့အခုတော့ easy ဆိုပါပဲဟိုအမုံတရားမရှိဘူးပေါ့နော်လိုပဲအခုလည်းဆက်သွယ်ရှိတယ်ဟိုတာတိုင်းပင်သူအလုပ်ကိစ္စတွေရောသူအကိုတရားလို့ကျွန်တော်တိုင်ပင်ပါတယ် easy ဆိုပါပဲ ဟိုကျွန်တော်ကဘယ်လိုပြောမလဲအဲချစ်သူကြီးစားတွေဆိုတာပဲအားလုံးကထားဝူးကြတာလေเนาะတယောက်တည်းမြဲချင်းမှလည်းမြဲတာဆိုတော့ဟိုဘုံဆွဲတွေနဲ့အဲ့လိုမျိုးဟိုနာကြီးချက်တွေနဲ့ကျွန်တော်တို့ရှစ်ဆက်မသွားခြင်းဘူးဟိုဘယ်လိုပဲဖြစ်ဖြစ်ကပေါ့เนาะဆိုတော့အတိကအားကြောင့်ဟိုမြစ်တာတရားနဲ့ပဲရှစ်ဆက်ဖြစ်သွားရတယ်ဟုတ်အာအေးဘောဟိုတိုင်းပေါ်မှာတော့ပြတ်သွားတယ်ပေါ့ဗျာအဲ့တော့ကျွန်တော်တို့အဆင်ပြေဖြစ်နေတဲ့အချိန်ဆိုတော့သူကလည်းအင်တာဗျူးဖြေလိုက်တယ်ပေါ့เนาะဖြေလိုက်တယ်ဆိုတော့ ဟိုနောက်တော့လည်းသူပြန်လာခေါ်ရဲဆိုတော့ကျွန်တော်ကျွန်တော်လည်းအမှားလို့လို့မဟုတ်စားသူသိရလေပြီးတော့အချိန်တန်တော့လည်းအဲ့လိုပဲကျွန်တော်တို့ကဟိုကြားမှာလို့ပြန်တွဲဖြစ်ခဲ့ကြတာပေါ့ဒါမဲ့ကျွန်တော်ကလည်းဒီကိုပြန်မလာဖြစ်တဲ့ခါကျတော့ဟိုမီဒီယာရောပရိသတ်တွေရောမသိကြဘူးเนาะဒါဆိုတော့ဒီလိုပဲပေါ့ဟိုစင်ပြေလိုက်မပြေလိုက်အများကြီးဖြစ်ခဲ့အဲသူကလည်းစကားကြုံလာတဲ့ခါကျတော့ဟိုသိရမလားကျွန်တော်ကလည်းပြန်မလာဖြစ်တဲ့ခါကျတော့ဟိုသူမှလည်းအဲ့လိုပြောအခက်တယ်ပေါ့เนาะကျွန်တော်ကလည်းဟို ဟိုကိုခက်ခဲနေကိုဆိုတော့ပြန်လာဖြစ်တဲ့ခါကြတော့လေအခုမှသာကျွန်တော်ဟိုပြန်လာဖြစ်တော့ဆိုတော့ဟိုအခုတော့အေးဆေးဆေးပါပဲဟိုမုံတရားမရှိဘဲနဲ့သူလည်းသူ့လောက်သူ့လောက်ကိုလည်းကိုလောက်ကိုလောက်ပေါ့နော်အဲ့လိုပဲအေးဆေးပါပဲဟာအော်ဝမ်းသာပါတယ်ဘာလို့လဲဆိုတော့လေကျွန်တော်ကဘူးပွင့်လေးပြောခဲ့လို့ရှိရင်သူစားလို့တယ်ကကျွန်တော်ကသူ့ဘုံမှာအကူတယောက်လို့အုတ်ထင်းသူတယောက်လို့ကျွန်တော်အမြဲတမ်းကျွန်တော်လမ်းပြပေးခဲ့တယ်အများကြီး ဟိုချစ်ချင်းမြတ်တာပြင်းနေကျွန်တော်ဆောက်ရှောက်ပေးခဲ့တယ်ဆိုတော့ဒါသူ့မိသားစုတွေလည်းသိတယ်ပေါ့နော်ဟိုအခုလည်းသူလည်းသိပါတယ်ဟိုအဲ့ဒီပုံမှာကဘယ်လိုပြောမလဲသူဟိုကိုနှစ်ပတ်သက်လို့လူသိလာဖြစ်စေသူကံတရားကြောင့်ဖြစ်စေအခုချိန်မှာသူတော်တော်ပွားပွားလေးနဲ့အဲ့လိုမျိုးအဆင်ပြေပြေမြင်နေရအောင်ကျွန်တော်ကဝမ်းသာတယ်ဟိုကျွန်တော်ပရိသတ်တွေလည်းသူ့ကိုအများကြီးအရင်တည်းကကျွန်တော်ကိုချစ်ခင်အပေးသလိုသူအပေးကြရပါတော့ချစ်ခင်ကြရဆိုတော့သူလည်းသူ့ဆန်းလေးနဲ့သူဟိုတောက်ပနေခါကျတော့ကျွန်တော်အဲ့ဒါလေးကိုဟို သဘောကျတယ်သူလည်းဆက်ပြီးတော့ဟို checking အားပေးဖို့လည်းကျွန်တော် request လုပ်ပါတယ်ဟုတ်ဟုတ်ဟုတ်အဓိကတော့မြေတားတရားပါပဲအဓိကတော့လေအဲ့လိုဟိုဒီ RS တွေမှာဟိုတချို့ပြတ်သွားပြီးတော့မခေါ်မပြောတဲ့လူလည်းအများကြီးရှိသလိုတကယ်တမ်းလည်းတကယ်ချင်းလို့ဆက်သွားတဲ့လူလည်းအများကြီးရှိရပေါ့ဟိုဆိုတော့ကျွန်တော်လည်းဒီလိုပါပဲဟိုဟိုသူကတော့အဲ့တုန်းကကမ္မလီကတော့အဲ့လိုတဲကွဲလို့သူငိုရပါညာတိကြတာပေါ့နော်အဲကျွန်တော်လည်းတလှည့်အဲ့လိုမျိုးပြန်ခင်ရတဲ့ဘိုင်းတွေရှိတယ်ဆိုတော့ဒီလိုမှပဲဟိုတောက်တလှည့်စီပေါ့နော်ဟိုကျွန်တော်ကတော့ဟိုယောက်ျားဖြစ်တဲ့အတွက်ကြောင့် ဟိုဟိုပို့လင်းပြောရင်သူ့ကိုလည်းကိုကြောင့်ဘာမှထိခိုက်နေနိုင်စေလို့လည်းစိတ်မရှိဘူးဟိုတချို့တွေရှိတယ်ဗျာတိရမလားပြတ်သွားမှအဲ့လိုမျိုး tax site တွေဖော်ဟိုအများကြီးလေတိရမလားဟိုချစ်ခဲ့တော့ချစ်ခဲ့ပြီးတော့ရုပ်စုံတွေလေဟိုရန်သူတို့ပြန်ပြီးတော့တယောက်နဲ့တယောက်အဲ့လို fight ကြတာပြောကျွန်တော်အဲ့လိုမျိုးဖြစ်ချင်ဘူးဟိုချစ်ခဲ့တော့ချစ်ခဲ့ပြီးပြီနော်ကန်ဆိုရာဟိုတစ်သလုံးတော်လျာကန်ရှိတယ်ဟိုစုံဖို့ရှိတော့ပဲစုံကြရတာဆိုတော့ဒီကတော့ဒီပြဿနာမှာမုံမရှိဘဲနဲ့ဟိုကိုဘကမြစ်တာ လဲပေးလို့ရဆိုလို့ရှိရင်လည်းဖြစ်တာပဲပေးပေးပြတော့တဲ့ပုံပါဗျာဟုတ်အာအသေးရင်ကြောင်းလဲပါပါတယ်ပြီးတော့သူကလည်းကံမလေးအဲကံမလေးကငယ်တဲ့အရွယ်လေးဖြစ်တာရဲ့ပြီးကျွန်တော်ကျတော့လေကျွန်တော်ရဲ့အရွယ်ရဟိုနည်းနည်းတော့ညှိရပိုင်းရှိရပါတော့နော်နည်းနည်းမနည်းနည်းမပါဘူးတော်တော်လေးရှိခဲ့ပါတယ်ဒါမဲ့လည်းတကယ်ချစ်လို့လေကျွန်တော်တို့ပြလိုက်ဆက်လိုက်ဖြစ်ခဲ့ကြတာလေဟိုအခုလေအများကြီးတော့ပြန်တော့လေမပြောချင်တော့ပါဘူးမပြောချင်တော့ဆိုတော့ဟိုပြီးခဲ့တာလေပြီးခဲ့ပြီလေအဲဒီချိန်မှာပြစ်စုံမတက်တက်မှာကျွန်တော်တို့ကအခု ဟိုတက်ကူတယောက်မခုံမပြောနိုင်အခြေအနေမဟုတ်ပဲねအဲ့လိုမျိုးဟိုခေါ်ပြောနိုင်တယ်ဟိုတိုင်ပင်နိုင်တဲ့အနေထားဆိုတော့ဘာဖြစ်ပြီးတော့ဟိုအမုန်းမရှိပဲねလူမျိုးဆက်သွားနိုင်တာကောင်းပါတယ်အဲ့တော့ကိုရောမူလို့အာတော်ပြအဒီလိုပါဝင်အာငိုခဲ့ရပါတယ်ဟိုခံတာပေါ့နော်ဟိုဟိုသူလည်းကိုကြောင့်ငိုခဲ့ရတယ်လေ ဟိုကိုမကောင်းလို့နှိပ်စက်လို့လည်းမဟုတ်ဘူးသူရဲ့ emotion တွေရအောင်ကိုချစ်တာရောပေါ့နော်ဟိုကိုလည်းသူ့ငုံအောင်လောက်ခဲလို့လည်းလည်းမဟုတ်ဘူးအကူလည်းတပံပြန်ခင်ရတယ်အကန်တွေကဒီလိုပဲလေဟိုတယောက်တစ်လှည့်အဲ့လိုမျိုးဟိုကန်လောက်ကကြီးမှာသစ္စာရှိဆုံးကန်ပဲလေနော်ဆိုတော့ကျွန်တော်ကန်သဘောတရားတွေကိုကျွန်တော်ယုံတယ်ဆိုတော့အာသူကိုကြောင်ဟိုငိုခဲ့ရတယ်လို့ကျွန်တော်လည်းသူကြောင်အများကြီးငိုခဲ့ရပိုင်းရှိပါတယ်ဟာဟုတ်ကဲ့ပါဟိုအဓိကတော့ဟိုဟာဟို မကုနပြောသလိုကမလီနဲ့ပတ်သက်ပြီးတော့တချို့အဲ့လိုမျိုးထင်မြင်လွဲနေတဲ့ပြည်သက်တွေလည်းရှိတယ်ပေါ့နော်အာသိရမလားကျွန်တော်ထားခဲ့ပြီးတော့မျိုးစုံပေါ့ဗျာအာဒါတွေကတော့အတွင်းကြကြတချို့ပြည်သက်တွေကကျတော့ထင်ရတဲ့အကြောင်းလေးပြောကြတာဆိုတော့ဟိုဘယ်သူမှတော့ဟိုကျွန်တော်ကမပြောလို့ဘူးအာဒါကျွန်တော်အတွင်းတွေလည်းရှိတာပေါ့နော်ဆိုတော့ဘာပဲပြောပါဟိုအဓိကဟိုဆက်ပြီးတော့အပိကြတဲ့အပိနေကြတဲ့ပြည်သက်တရားလုံးကိုလည်းကျွန်တော်ဆက်ပြီးတော့ကျွန်တော်အခုအမှုပြန်လုပ်ပြန်လုပ်တဲ့ချိန်မှာလည်းအပိပါဦးလို့ပြောချင်ပါတယ်ခင်ဗျာ။